ကျမ်းစာကျမ်းစုများအလုံးမင်္ဂလာပါ။ဆရာတော် Grade 6 English လို့သင်တဲ့ဆရာပုံစံဆင်သွင်းဖြစ်ပါတယ်။ကဲဒါဆိုမျိုးရေဒီတစ်ခါတော့ဆရာတို့ဘာဆက်လုပ်ကြမလဲဆိုတော့ Unit 2ရဲ့ Lesson 4ဖြစ်တဲ့ Daily Routine ဆိုတဲ့သင်ခန်းစာလေးကိုအတူတူလေ့လာကြမယ်နော်။ ကဲဆိုတော့ daily routine ဆိုတော့ဘာဆိုလို့တင်တာလဲဆိုတော့ daily routine ဆိုတော့ဒါဆိုပြီးတော့နေ့စဉ်လုပ်နေကြအလုပ်တွေပေါ့နော်အမှမနေ့မိုးလင်းဘာလုပ်လဲနေ့လည်းမအောင်ဘာလုပ်လဲညမိုးချုပ်တဲ့အချိန်ဘာလုပ်သလဲတော့ဒါဆိုပြီးတော့ဒီနေ့တာပေါ့နော်ဒီနေ့တာဘာလုပ်လဲနော်အဲ့လုပ်တဲ့အလုပ်တွေကို daily routine လို့ခေါ်တယ်နော်ကဲဒါဆိုဒါဆိုပြီးတော့ရေဆရာနဲ့ဒါဆိုပြီးတော့တူတူဒါဆိုပြီးတော့နေ့တိုင်းဘာတွေများလုပ်သလဲဒါလေးတွေကိုကြည့်ကြည့်လိုက်ကြဘာတွေများရှိမလဲကြာဆိုရင်ဒါတို့သမီးတို့နေတိုင်းလုပ်တဲ့အလုပ်ကလေးတွေကိုဆန်နဲ့တူစဉ်းစားကြည့် ကဲဒါဆိုရင်ပထမတစ်ခု do homework ကဲ do homework ကဒါပါလေဟောအเจ้าမှာစာသင်နေအင်စာပေးလိုက်လို့ရှိရင်အိမ်မှာဘာလုပ်ရလဲအင်စာလုပ်ရတယ် do homework ကဲဒါပြီးဘာလုပ်လို့ရှိ go to bed အော် go to bed ကြတော့ဒါပြပါလေညမူးကြောင်ရအဲ့ချိန်မီဆိုလို့ရှိရင်ဘာလဲအိယာဝင်နေအိတ်တယ် go to bed နောက်ပြီးဘာရှိသေးလဲ lay the table for dinner နော်အဲ့လိုအလုပ်လေး lay the table for dinner ဆိုတာပါလေညစာစားဖို့အတွက်ဒါတို့သမီးတို့ကပါလေစပွဲခင်းနေ ်စားစီရပြီးစပွဲပြင်ဆင်နေနော်အဲ့ဒါလေးလုပ်ရနောက်ဘာရှိသေးလဲ pack the school bag ဟုတ်တယ်နော် pack the school bag ဆိုတာဘာလဲဒီမှာဒါတို့ဒီနေ့ဥမာကျောင်းသွားတော့မယ်ဆိုဘာလို့လဲစာအုပ်တွေဟုတ်လားခဲတန်းတွေပေးတန်းတွေစုံအောင်ဘာလို့လဲအိတ်ထဲကိုအကုန်ထည့်ရတယ်နော်ဒါသည်ဒါတို့ဒီလိုနေ့စဉ်လုပ်နေကြအလုပ်တွေဘာရှိသေးတယ်လဲဆက်ပြောပါဦးဟုတ်တယ်နော် take part in the class activities နော် take part in the class activities ဆိုတာဘာလဲဒါတို့ဒီလိုအခန်းထဲမှာနော် ဟိုတူတူတငယ်ချင်းတွေနဲ့လှုပ်တယ်လှုပ်မယ်ဆရာမတွေနဲ့တူတူเนาะစာလှုပ်ကြမယ်เนาะ class activity တူတူလှုပ်မယ်နောက်ဘာရှိသေးလဲ do the washing up ဟုတ်တယ် do the washing up ဆိုတာပါလေအိမ်ရောက်လို့ရှိရင်ဒါရသမီးတို့ပါလေမိဘကိုပြန်ကူတာဗောဟုတ်တယ်မလားเนาะပကံစီးတယ်เนาะ do the washing up လို့ခေါ်တယ်เนาะအဲ့ဒါရှိပြီးရင်ဘာဖြစ် have breakfast ဟုတ်တာဗော have breakfast မနေ့မိုးလင်းလို့ရှိရင်ဘာလုပ်လဲမနေ့စာစားတာဗောဟုတ်မလားအကြောင်းမသွားခင်မနေ့စာစားတယ်လေဟုတ်တယ်မလား have breakfast ပြီးရင်ပါလေ listen to teachers listen to teacher ဆိုပါလေအเจ้าမှာဆရာဆရာမတွေစာသင်လို့ရှိရင်ဘာလုပ်လဲဆရာဆရာမတွေစာသင်တာနားထောင်နေနောက်ပြီးပါရှိ sweep the floor sweep the floor ဆိုပါလေဟောအိမ်ရလို့ရှိရင်ဟုတ်တယ်မလားเนาะမိဘတွေကိုကူရဲခံစားလို့ပြပါလေကြမ်းတိုက်တယ်เนาะဒါစီလက်နေစေလုပ်နေကြ routine နေပဲနောက်ပါရှိတယ် take the rubbish out အဲ take the rubbish out ဆိုပါလေအမိုက်ပြစ်တာเนาะအိမ်ထဲမှာရှိရဲအမိုက်ပုံးထဲမှာအမိုက်ပြစ်တယ်အမိုက်တွေပြည့်သွားလို့ရှိရင်ဘာလုပ်ရလဲအဲအပြင်မှာသွားပြီးတော့အမိုက်ကိုသွားသွင်းရတယ်ဟုတ်တယ်မလား နောက်ပြီးဘာရှိသေးလဲ get up ဟုတ်တယ် get up ကြပါသတို့သူမျိုးမနေ့ကျရင်အိယာထားဟုတ်တယ်မလား get up ဩမနေ့စောစောစီစီဟောအိယာထားတယ်နောက်ရေဆို get up လောက်ရတယ်နောက်ပြီးဘာရှိ have dinner have dinner ကြအောင်ညမိုးချုပ်သွားပြီဟုတ်တယ်မလားနော် dinner စားတယ်ဩစသည်အဖြစ်နော်နောက်ပြီးဘာရှိသေးလဲပြောပါဦး listen to music ဟော listen to music ကြာပါလို့လေတခြင်းနားထောင်တာเนาะခါလေးကြရင်ဒါသမီးတို့เนาะအရန်စာရေးလောက်တာပြန်မနေရဲဆိုရှင်တခြင်းနေနားထောင်လိုက်တယ်နောက်ပြီးဘာရှိသေးလဲ study the lessons เนาะ study the lessons ဆိုပါလေစာလောက်တယ်စာချက်တယ်အိမ်မှာရမလားဟုတ်မလားဒါဆိုဗီဒီယိုဒီနေ့ကျောင်းမှာစာသင်ပြီးသွားလို့ရှိရင်အိမ်မှာစာပြန်လုပ်တယ်စာပြန်ချက်တယ် study the lessons ပြီးရင်အာအလတ်ချိန်မှာဘာလုပ်သေးလဲစဉ်းစားကြည့်ပါဦး watch tv ဟုတ်တယ် tv ကြည့်တယ် tv ကြည့်သည် watch tv ကဲနောက်ပြီးရင်ဘာလုပ်သေးလဲ go to school go to school ဆိုတာကျောင်းသွားတယ်เนาะမနေ့ breakfast တွေပါစားတယ်အားလုံး ready ဖြစ်ပြီဆိုရင်ကျောင်းဟိုင်ဘာသွားလဲကျောင်းသွားတယ်ဟုတ်တယ်နောက်ပြီး have lunch have lunch ဆိုတာဗာလဲနေ့လယ်စာစားတာဗောဟုတ်တယ်မလားနော်နေလဲစားစားတယ် lunch လို့ခေါ်ရနော်နေလဲစားနောက်တော့ဘာရှိသလဲ make the bed နော် make the bed ဆိုတာဗာလဲအိမ်ရာကို ဟုတ်တယ်မလားပြန်ပြီးတော့ဒါလို့ပြီးတော့မနေ့အိယာထားလို့ရှိရင်ဘဝရှုပ်ရှုပ်ကြီးထားလို့ရှိရင်မကောင်းဘူးဟုတ်တယ်မလားမနေ့အိယာထားလို့ရှိရင်ဆောင်လေးပြန်ခောက်တယ်တက်တက်ရရလေးထားတယ်เนาะ make the bed เนาะအိယာခင်းတယ်เนาะလို့ခေါ်တယ်နောက်ပြီးပါတယ် take a bath take a bath ဆိုပါလေရေချိုးတာเนาะရေချိုးတာကိုပြောเนาะဒါမှမဟုတ် take a shower လို့လည်းခေါ်လို့ရတယ်เนาะ take a shower or take a bath တဲ့လို့ပြောလို့ရတယ်။ water the plants water the plants ဆိုကြပါလေအပင်လေးရေလောင်းနေ เนาะအဲ့တော့ဆရာကတော့ဒီနေ့ပြောပြခဲ့တဲ့ဥစ္စာတွေကတော့ဒါတော့ဒါရသမီးတို့ဆရာမတူစဉ်းစားကြတာပေါ့လေကိုဒီနေ့ဒါ daily routine နေပါလို့တလဲဒါစဉ်းစားကြည့်ရဒီထက်မကလည်းအများကြီးရှိနိုင်သေးတယ်เนาะဒါဒါရသမီးတို့ကကိုယ့်ကိုယ်ကြံရင်ဘူးသိမှာပေါ့เนาะကိုဒီနေ့ဒီနေ့မနေ့မနေ့မှာဘာလို့တလဲနော်နေ့လေပဲရောက်လာရင်ရောကိုကဘာလုပ်လဲညနေပဲရောက်ရင်ရောကိုကဘာတွေလုပ်သလဲဒါတော့ကိုလုပ်တဲ့အလုပ်ကတော့ကိုအသီးဆုံးဖြစ်လိမ့်မယ်အဲ့တော့ဒါသမီးတို့ကလည်းပြန်ပြီးတော့ဘာတွေလုပ်သလဲနော်ပြန်ပြီးစဉ်းစားကြည့်မယ်ပြန်ပြီးတော့ဒါ ဟုတ်တယ်မလားเนาะကိုစဉ်းစားလို့ရတဲ့ဥစ္စာလေးတွေကိုကိုသင်ငယ်ချင်းတွေကိုပြန်ပြောပြเนาะငါကတော့เนาะ daily routine เนี่ยဘာလုပ်တလဲเนาะကြောင်ရောက်လို့ရှင်သင်ငယ်ချင်းတွေเนี่ยပြန်ပြီးတော့ဆွေးနွေးပြီးပြောပြပေါ့ဟုတ်တယ်မလားเนาะကဲဒါဆိုဒါတို့မျိုးကြီးဒါလေးတွေသိသွားပြီเนาะ daily routine တွေကိုသိပြီဆိုရင်ဆရာတို့ကဘာလုပ်မလဲဆိုတော့အခုနเนาะ daily routine တွေကိုလုပ်တဲ့အခါမှာဆရာတို့အချိန်ကာလတွေရှိเนาะအခုန morning afternoon evening ပေါ့เนาะ morning afternoon evening ကမနေ့ရှိမယ်နေ့လည်းညနေအဲ့တော့မနေ့ဖက်မှာ ဘာလုပ်တယ်လဲဒါရှိရယ်လေဟုတ်တယ်မလားမင်းဘက်မှာလုပ်တဲ့အရာဒါတို့မျိုးတော့ဟိုမှာမင်းဘက်မှာဟို eat lunch လို့မှပြောလို့မရတာเนาะမင်းဘက်မှာနေ့လယ်စာစားလို့မရဘူးလေမင်းဆိုလို့ရှိရင် breakfast ပေါ့မင်းဆာစားရမှာပေါ့အဲ့တော့သူ့အချိန်နဲ့သူ့မြန်နဲ့သူခွဲထားတယ်အလုပ်ကလေးတွေอ่ะเนาะအဲ့တော့ lunch ဆိုရင်နေ့လယ်မှာစားရတယ် breakfast မင်းဘက်မှာစားရတယ်စသည်အားဖြင့်အမ go to school ကြောင်းသွားရဲဆိုရင်လည်းညနေဘက်မှာကြောင်းထသွားလို့မှမရတာမနေ့အစောကြီးသွားဆို morning မှာသွားမှာပေါ့နော်အဲ့တော့ဒါဆိုမိတို့ကအဲ့တော့ morning afternoon evening အချိန်လေးရှိအဲ့တော့ သူ့အချိန်ကာလနိုင် morning မှာပါလုပ်လဲ afternoon မှာပါလုပ်လဲ evening မှာပါလုပ်လဲခွဲတတ်ရမယ်အဲ့တော့ဆရာတို့မေးခွန်းလေးကိုအရင်ဆုံးဖတ်ကြည့်မယ်နော်အဲ့တော့ဗာပေးထားလေ put your daily activities in the correct columns okay အဲ့တော့ correct columns เนาะမှန်ကန်တဲ့ column တွေကိုတဲ့ကိုယ့်ရဲ့ daily activity တွေကိုထည့်ပေးပါတဲ့အဲ့တော့ column ၃ခုပေးတာပါလေ morning afternoon evening เ မနေ့မှာပါလို့လဲနေ့လယ်မှာပါလို့လဲ evening မှာပါလို့လဲเนาะအဲ့တော့အခုနတော့ဇာရုဘာပြောပြီလဲနေ့စဉ်နေ့တိုင်းလုပ်နေကြ daily routine တွေကိုပြောပြီးသွားပြီအဲ့တော့ဇာရုအခုနပြောပြသွားတဲ့ routine တွေကိုပြန်ပြီးတော့ morning afternoon evening ခွဲကြည့်လိုက်ကြအောင်ကြည့်မယ်ကဲဒါဆိုရင်အဲ morning ကိုအရင်ကြည့်အောင်ကဲဇာရုအခုနပြောသွားတဲ့ဥစ္စာတွေရှိရပြန်စဉ်းစားလိုက်เนาะဇာရုနပထမဆုံးပြောသွားတာကဲဆိုတော့အဲ့အရာတွေကဇာရု morning bed မှာပါလို့ရင်ကောင်းတယ် morning မှာမနေ့ပိုင်းမှာ ဟုတ်တယ်နော် get up နော်အဲ့တော့မနေ့ဆိုကြီးအိပ်ရာထတယ်မှန်တယ်ဆက်ပြောပါအောင်ဘာလို့တည်းလဲအိပ်ရာထပြီးရင်မှန်တယ် have breakfast ဗာလဲမနေ့စာစားတာပေါ့ have breakfast ပြီးရင်သူကဘာလို့တည်းလဲဆိုတော့ do homework อืมမနေ့ဘက်မှာသူကအိမ်စာလုပ်သေးတယ်နောက်ပြီးရင်ဘာလို့တည်းလဲ take a bath အမ်ရေချိုးတယ်အเจ้าမသွားခင်ရေချိုးမှာပေါ့လေပြီးသွားရင်ဘာလုပ်မလဲ pack the school bag ဟုတ်တာပေါ့အเจ้าမသွားခင်ဘာလုပ်လဲအเจ้าတို့လိုအပ်တဲ့စာအုပ်တွေခဲတံတွေအကုန်ထည့်မှာပေါ့နော်ပြီးသွားလို့ရှိရင်ဘာလုပ်မလဲ မှန်နေ go to school ကျောင်းသွားမယ်ကျွန်တော်ဒါသည်မနေ့ဖက်မှာလုပ်တဲ့အရာတွေကဲဒါဆိုရင်ဆရာတို့ afternoon ဘက်ကိုကြည့်ရအောင် afternoon မှာဟောဘာတွေလုပ်ကြသေးတယ်လဲကဲ afternoon မှာဆိုဒါရုပ်ပြီးတော့သိရတော့ဆရာတေချာဘက်ကကျောင်းရောက်သွားပြီကွာအဲတော့နေ့လည်းဘက်တစ်ခုလုံးဆရာတို့ကျောင်းမှာရှိနေမှာဆရာကျောင်းမှာဘာလုပ်ကြလဲ listen to teachers မှန်နေဆရာဆရာမတွေစကားနားထောင်နေသင်ခန်းစာတွေနားထောင်နေနောက်ဘာလုပ်သေးတယ် yes take part in class activities เนาะကျောင်းကနေမှာဆရာတို့ နော်တကယ်ချင်းနေတဲ့အတူတူစာလုပ်ကြမယ်ဟုတ်လားမလားနော်နောက်ပြီးဘာရှိသေးလဲ have lunch ဟုတ်တာဗောနေ့လည်ပဲဆိုတော့ဗာလဲအာနေ့လည်သာစားမှာ have lunch ပြီးရင်ဘာလုပ်သေးလဲဟောမှကြောက် sweep the floor နော်အဲနေ့လည်ပဲမှာဇာတ်ရူးကျောင်းမှာ sweep the floor လုပ်တယ်ဟမ်နောက်ပြီး evening evening ဘက်ကိုကြည့်ကြအောင် evening မှာညနေဘက်မှာဘာလုပ်ရင်ကောင်းမလဲကဲညနေဘက်ဆိုတော့ကျောင်းစင်းပြီးအိမ်ပြန်ရောက်သွားပြီဘာလုပ်မလဲဟောဒီနေ့ကိုမောပန်းနေပြီအဲ့တော့အိမ်ရောက်ရင်အပန်းဖြေမယ် listen to music ်သချင်းလေးနားထောင်မယ်ပြီးရင် water the plants အပင်လေးရေလောင်းမယ် take the rubbish out ဟုတ်တာပေါ့အပန်းဖြေရလဲဖြေပေါ့မိဘကိုလည်းပြန်ပြီးကူညီရဲနော်အမိုက်တွေသွန်းနေပြီးရင် lay the table for dinner နော်ညစာအတွက် ပြင်နေပြီးရင်ဗာလဲ have dinner ဟုတ်တာပေါ့ညစာစားရပြီးသွားဗာလဲ do the washing up နော်မိဘကိုကူညီရဲပကံစေးပေးတယ် watch tv ကဲပြီးသွားရင်နော်အပန်းဖြေမယ်နော် tv ကြည့်မယ် tv ကြည့်ပြီးတော့ကို အဲနားလို့ဝါသွားပြီဆိုလို့ရှိရင် study the lessons เนาะကျောင်းစာတွေကိုပြန်ပြီးနှွေးမယ်ကျောင်းမှာသင်ထားတဲ့စာတွေကိုစာရအောင်ပြီးရင်နောက်ဆုံးအားအလုံးပြီးပြီဆိုရင်တော့ go to bed အရာဝင်မယ်ကဲကျွန်တော်သားတို့သမီးတို့ရေเนาะအခုဆရာခွဲပြသွားတဲ့ morning afternoon evening ကတော့ဒါဆရာရဲ့စိတ်ကြိုက်ပေါ့เนาะဒါဆရာခွဲပြသွားတာဖြစ်တယ်ဆိုတော့ဒါတစ်ယောက်နဲ့တစ်ယောက်နဲ့တော့မတူနိုင်ဘူးဘာလို့လဲဆိုတော့ဆရာအခုခွဲပြသွားတဲ့နေရာမှာဆရာ homework ကိုမနေ့မှလုပ်တယ်လို့ခွဲပြတာဒါပေမဲ့တချို့တွေက homework ကိုညနေဘက်မှာလုပ်တဲ့လူရှိတာပဲလေ ဟုတ်ရမှာမတူနိုင်ဘူးเนาะအဲ့တော့ဒါတွေသားတို့သမီးတို့အပေါ်မှာမူတည်တယ်သားတို့သမီးတို့စိတ်ကြိုက်ခွဲလို့ရတယ်ဆရာအခုခွဲပြထားတဲ့အတိုင်းမဟုတ်လဲရတယ်เนาะဒါဆရာစိတ်ကြိုက်ဆရာပါဆရာရွေးထားတာအဲ့တော့ဆရာဦးနာပြောလို့ homework ကိုမနေ့မှာအဲလုတ်တယ်ဆရာဒါပေမဲ့မနေ့မှာမလုတ်ချင်ဘူးသားတို့သမီးတို့ကညနေမှာလုတ်တယ်ဆိုရင်ကိုလုတ်တဲ့အချိန်ဖြစ်တဲ့ညနေထဲမှာ homework ကိုထည့်လို့ရတယ်เนาะအဲ့တော့ ဒါကိုလုတ်တဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်ဆရာအခုနပြောလို့ကိုကလွဲပြီးတော့ဘူးမှမသိဘူးလေဟုတ်တယ်မလားအဲ့တော့ကိုလုတ်တဲ့အလုပ်တွေကိုကိုပဲသိတာအဲ့တော့အဲ့ဒါတွေကိုဒါကမြန်မာပြန်ကြည့်ကြည့်ပြီးရင် morning afternoon evening ကိုကိုကမနေ့မှာပါလုတ်လဲ afternoon မှာပါလုတ် evening မှာဒါလုတ်လဲကိုပဲသိတာဟုတ်ဆိုတော့ကိုလုတ်တဲ့အလုပ်တွေကို morning afternoon evening ကိုကကိုစိတ်ကြိုက်ခွဲလို့ရတယ်နော်အဲ့တော့တယောက်နဲ့တယောက်တငယ်ချင်းနဲ့လည်းတူမှာမဟုတ်ဘူးနော်အဲ့တငယ်ချင်းကတမျိုးသူလုံရင်လုံမယ်ကိုကတမျိုးလုံရင်လုံမယ်တူမှာမဟုတ်ဘူးနော်အခုနပြောလို့ ် homework မနေ့မှလုပ်ချင်လုပ်မယ်ညနေလုပ်ချင်လုပ်မယ်မတူဘူး water the plants အပင်ရေလောင်းတာလည်းမနေ့မှလေးရေလောင်းလို့ရတာပဲเนาะအဲ့တော့မနေ့မှအပင်ရေလောင်းတာဖြစ်နိုင်တယ်ညနေမှမလောင်းချင်လည်းရတယ်ဇေယျကတော့ညနေဘက်မှာအပင်ရေလောင်းတယ်เนาะအဲ့တော့ဒါသည်တယောက်နဲ့တယောက်မတူဘူးဆိုတာပြောပြချင်တာဒါလို့သမီးတို့ကြိုက်တဲ့ဥစ္စာကိုကြိုက်သလိုထည့်လို့ရတယ်เนาะကိုလှုပ်တဲ့အလုပ်ပေါ့เนาะเนาะကိုပုံမူတည်ပြီးတော့အိတ်ဇာလေးကိုဖြည့်လို့ရပါတယ်เนาะ ကဲဒါဆိုသားတို့မျိုးကြီးဇာတို့အခုထပ်ပြီးတော့ exercise နောက်တစ်ခုတူတူလုပ်ကြည့်ပြမယ်နော်ကဲ2 put the following sentences about arm arms daily routines နော် to the correct order that the first one is done for you ကဲဆိုအောင်အောင်ရဲ့နေ့စဉ်လုပ်နေကြသူ့ရဲ့ daily routine လေးကိုပေးထားပါတယ်တဲ့နော်အဲ့ဒါကိုဇာတို့ကအောင်အောင်ရဲ့ daily routine ကိုမလုပ်ပြရမှာလေအမှန်ဖြစ်အောင်ထည့်ပေးရပါမယ်ကဲဒါဆိုရင်စလိုက်ကြအောင်ဟုတ်ပြီနော် ဲဒါတို့သားတို့သမီးတို့ရေးဆန်းနေတူတူဖြည့်ကြည့်ကြမယ်ကဲအောင်အောင်ရဲ့ daily routine နေဘာဖြစ်မလဲအဲ့တော့သားတို့သမီးတို့အပေါ်မှာ A ရနေပြီးတော့ LD ပေးထားတယ်နော်အဲ့တော့အိစာချောင်းလေးကိုသားတို့သမီးတို့ဖတ်ကြည့်ပါဦးနော်အဲ့တော့ဖတ်ကြည့်ပြီးသွားလို့ရှိရင်နော်ဆရာတို့ကဘာလို့မှာအစင်လိုက်တိုင်းစီရမှာကွာပြောချင်တာအဲ့တော့အစင်လိုက်တိုင်းဘယ်လိုစီမလဲဆိုရင်မနဲ့ရနေ့လည်ညက်နေရပေါ့အဲ့တော့မနဲ့ဘက်မှာအောင်းအောင်ဘာလို့လဲနေ့လည်းမှာအောင်းအောင်ဘာလို့လဲညက်နေမှာဘာလို့လဲသူ့ရဲ့အချိန်နဲ့အလိုက်ဆရာတို့ကမှန်အောင်လို့စီပေးရမယ် ကဲဒါဆိုရင်တော့တာဝန်သမီးတို့ကဒါဖတ်စာအုပ်ထဲမှာလည်းကြည့်လို့ရပါတယ်ကြည်ထားမယ်ဆရာနဲ့အတူတူစီကြမယ်စမယ်ကဲဒါဆိုရင်ကဲပထမဆုံးတစ်ခုအစင်းလိုက်တိုင်းစီမယ်နော်သူကအကုန်လုံးဟိုတခြားစီပေးထားတာနော်ကဲအဲ့တော့ဆရာတို့ကအစင်းလိုက်တိုင်းပြန်စီမယ်ကဲနံပါတ်1ဘာဖြစ်မလဲအရင်ဆုံးအအောင်ဘာလုပ်မလဲစာကြောင်းထဲမှာဖတ်ကြည့်နော်အရင်ဆုံးဖြစ်တဲ့ဥစ္စာကိုအရင်ရွေးမယ်နော်ဟုတ်တယ်ဗါလဲအောင်အောင် gets up at 5:30 in the morning ုတ်တာဗောเนาะအရင်ဆုံးအိယာထားမှာဗောမနေ့ဟုတ်တယ်မလားကဲအိယာထားမှာအိယာထားတာနေစလိုက်ပြီကဲအဲ့တော့အောင်အောင် gets up at 5:30 in the morning ဒီဘာစားကြောင်းလဲ f l f ဒီ bracket တဲမှာ number 1ဖြစ်မယ်ဟုတ်ပြီကဲဒါဆိုရင်နောက်တစ်ခုဆက်ကြည့်မယ်ကဲအဲ့တော့ number 1ဖြစ်ပြီးသွားဆိုရင်1ပြီးသွားဆိုရင်အိယာထားပြီးသွားလို့ရှိရင်ဘာဆက်လာမလဲကြည့်ပါဦး ဟုတ်တယ်အဲ့ရထားပြီးသားဆိုပါလေ he has breakfast and gets ready for school မနေ့စာစားတယ်ပြီးရင်ကျောင်းသွားဖို့အတွက်ပြင်ဆင်တယ်အဲ့ဒါဒီ number 2နေရာမှာဆိုတော့အိစာကျောင်းဒီပါလေ a အဲ့တော့အိစာကျောင်းလေးဒီ bracket ထဲမှာ number 2နေရာကိုဝယ်မယ်ကဲဒါဆိုဆက်ကြအောင်နောက်စာကျောင်းတစ်ခုကြည့်ရ number 3နေရာမှာဘယ်စာကျောင်းလဲကျောင်းထင်အကောင်းလဲအဲ့ဒါသမီးရွေးကြည့်ပါအောင်ကဲအဲ့ get ready ပေါ့ဆိုဆိုကျောင်းသွားမယ်အဲ့ကျောင်းသွားမယ်ဆိုတဲ့ကိစ္စလာပြီ ဟုတ်တယ်ဗါလဲ he walks to school at 6:40 am 6:40မှာကျောင်းကိုလမ်းလျှောက်တယ်အဲ့ဒါဒီ number 3ဆိုတော့အိစာကျောင်းဒီပါလဲ e နော် e he walks to school at 6:30 am ဒီ bracket ထဲမှာ number 3သုံးခုမြောက်စာကျောင်းဖြစ်ပါမယ်ကဲဆက်ဖြစ်ရအောင်ကဲအဲ့တော့6:40မှာသူကျောင်းကိုလမ်းလျှောက်သွားပြီနော်လမ်းလျှောက်ပြီးသွားရင်ဗါဆက်ဖြစ်ကြအောင်လဲကြည့်ပါအောင်ဟုတ်တာဗောနော် လမ်းလျှောက်ယူရမှာလဲ his class starts at 7 in the morning ရ6နာရီ40ပြီးရင်9နာရီထိုးတော့9နာရီမှာအတန်းစပါမယ်เนาะအဲ့တော့7 in the morning အဲ့ဒါဒီ number block ချင်းမလဲ4ဆိုတော့အာ G ပေါ့เนาะ G his class starts at 7 in the morning the 4နော် bracket တဲ့မှာ4လို့ထည့်ပါကဲ4ပြီးရင်သူ့ရဲ့ assign line 5ဒီပါလာမယ်ထင်တယ်လေကြည့်ပါဦး ကဲခုနှစ်နိုင်မှာသူအတန်းတော်စပြီပြီးဘာဆက်ပြင်မလဲစဉ်းစားမနော်ဟုတ်တယ်ဗါလဲ he listens to his teachers and take parts in class activities ဟုတ်တယ်နော်အဲ့တော့ဗါလဲဆရာမတွေတခြားနားထောင်နေအတန်းထဲမှာတကယ်ချင်းနေတူတူစာလုပ်တယ်အဲ့ဒါဒီ number 5နော်အဲ့ဒါဒီအဲသူ့ရဲ့ဟာဒီဗါလဲ he listens to his teachers and take part in class activities i now i ya ba phim le bracket de ma 5 nga gu mya phim le ကဲဒါဆိုရင်ဆရာတို့6ခုမြောက်အစင်းလိုက်ဆက်ကြည့်မယ်နော်6ခုမြောက်ကဲသူအာဦးနာဆရာမတွေကိုဦးနာထောင်ပြီးပြီနော် class activity တွေလုပ်ပြီးသွားရင်ဗာဆက်ဖြစ်မလဲဟုတ်တယ်နော် his class finishes at 12 noon and he goes home ကဲ12 noon ဆိုဗာလဲ12နာရီနေ့လေဗောနေနေ့လေ12နာရီမှာအတန်းပြီးတယ်တဲ့အိမ်ပြန်နေတဲ့ကဲဟုတ်တာပေါ့နော်ကဲအဲ့တော့ဟိုဦးနာသူအလုပ်တွေလုပ်ပြီးသွားပြီးကြောင်းမှာပြီးတော့သူအတန်းပြီးပြီဆိုတော့အဲ့ဒါဒီဗာလဲအိမ်ပြန်မယ် ကဲဆိုတော့အိစာကြောင့်ဒီ C C his class finished at 12 noon and he goes home အဲ့ဒါဒီဘာဖြစ်မလဲ6ဟုတ်ပြီဒါဆိုရင်ဆရာ7လို့ဆက်ကြည့်ရအောင်နော်အဲ့တော့ bracket တန်းမှာအခုက6လေးရေးလိုက်မယ်နော်ကဲဒါဆိုရင်6ပြီးခွန်ပေါ့နော်7ကဘာဖြစ်မလဲအခုက तू အိမ်တော့ပြန်သွားပြီကွာအိမ်ပြန်ပြီးသွားရင်ဘာဆက်ဖြစ်မလဲကြည့်ရအောင်အာနော်ဟုတ်တယ် he has lunch and studies his lesson after အဲ့ကွာ तू ကကျောင်းကနေအိမ်ပြန်သွားတဲ့အချိန်ကဘာဖြစ်နေလဲဆက်နန်းနိုင်နေလဲဆက်နန်းနိုင်ဆိုတော့ तू ကဒေဇာဘောက်ကတော့နေလဲဆိုတာမစားရသေးဘူးဒါအဲ့တော့ तू ဘာလုပ်မလဲ he has lunch and studies his lesson after that နော် lunch နေလဲဆိုတာစားပြီးတဲ့အခါမှာဘာလုပ်မလဲ lesson တွေကိုလေ့လာပါမယ်အဲ့ဒါဒီဘာလဲ d အဲ့တော့ d သည်ဘာရေးမလဲ7 bracket ထဲမှာ7လို့ရေးမယ်ကဲဒါဆိုရင်ဆရာတို့8တခုချက်နေအဲ့တော့8ကဘာဖြစ်မလဲဟုတ်တယ်နော် He helps his father water the plants in the garden and take the rubbish out in the evening. နော်သူ့အဖေကိုအခုနပါလဲအပင်ရေလောင်းတာကူညီရဲပြီးတော့ညနေရောက်တဲ့အခါမှာပါလဲ take the rubbish out ပါလဲ in the evening ဟုတ်နော်အိမ်ထဲမှာရှိရဲအမိုက်တွေကိုပါလဲအမိုက်ပြစ်ပေးတယ်တဲ့နော်အဲ့တော့အဲ့ဒါသည်ဘသူရဲ့အောင်းအောင်းရဲ့တနေ့သားဆိုတော့အဲ့ဒါကိုဇေယရပါလဲ L နော် L ဒီဘာဖြစ်မလဲ8 bracket တဲ့မှာ8လို့ရေးပါမယ်ဟုတ်ပြီနော်ကဲဆိုတော့ဇေယရဆက်ကြည့်ပါဦး เนาะบาရှိသေးလဲเนาะတွေ့သေးလား8ပြီးတော့บาရှိသေးလဲဟုတ်တယ်ဆက်သွားမယ်9ကဲဆိုတော့9စာကြောင်းလေးရအောင်ဘာဖြစ်အကောင်လဲကြောက်စမျိုးစဉ်းစားပါအောင်ဟုတ်ပြီเนาะအဲ့တော့ evening တော့ရောက်သွားပြီကွာဥက္ကဋ္ဌဆရာတွေ့ရပြီသူကညနေဘက်မှာကုနာအမိုက်ဒီဘက်တော့ပြစ်ပြီဆိုတော့ evening အမိုက်ပြစ်ပြီတခါမှဘာဖြစ်အောင်လဲဟုတ်တယ်เนาะတပီးနဲ့ညဘက်ရောက်လာပြီအဲ့တော့ဗာလေ he lays the table for dinner နော်ညစာစားဖို့အတွက်ဘာလုပ်မလဲစပွဲခင်းနေစပွဲပြင်းနေအဲ့ဒါဒီ 9ဆိုတော့ he lays the table for dinner ကပါလေ b ဆိုတော့ b ရဲ့ဘေးမှာပါရေးမလဲ bracket ထဲမှာ9ကဲ9ပြီးရင်9ပြီးရင်10ကဲဘာဆက်လုပ်မလဲကဲအဲ့တော့ dinner စားဖို့အတွက်စပွဲခင်းပြီးသွားပြီဆိုတော့ဘာလုပ်မလဲဟုတ်တယ် after dinner he watches tv and has a chat with his family ကဲအိမ်မှာ he watches tv tv ကြည့်ရအိမ်မှာ has a chat ဆိုတာလည်းမှန်တယ် has a chat ဆိုတာပါလဲဆိုတော့မိသားစုနဲ့စကားပြောတာကွာ has a chat with my friends ဆိုလို့ရှိရင်တကယ်ချင်းနဲ့စကားပြောတာပေါ့ or has a chat with my family ဆိုလို့ရှိရင်မိသားစုနဲ့စကားပြောတာเนาะဆိုတော့အဲ့ဒါဒီဘာဖြစ်မလဲ K K after dinner he watches TV and has a chat with his family အဲ့ဒါပါလေ10နံပါတ်10 K ဒါဆိုပြီးတော့မိသားစုမျိုးဟဲ့ဆက်ကြည့်လိုက်ပါအောင်11ဟာဘာဖြစ်မလဲเนาะတဖြည်းနဲ့ညဘက်ကိုရောက်လာပြီเนาะဘာဖြစ်မလဲဟုတ်တယ် he studies his lesson from 8 pm to 10 pm ညရှင်းနိုင်ရနေပြီးတော့10နိုင်အထိသူစာလုပ်တယ် เนาะအဲ့ဒါဒီ number ဘာလဲ h အဲ့တော့ h he studies his lesson from 8 pm to 10 pm က bracket ထဲမှာဘာလဲဆက်တခုမြ11ထည့်လိုက်ပါမယ်။ကဲနောက်ဆုံးတစ်ခုပဲကြံနေဆက်ကြည့်။နောက်ဆုံးသူဘာလုပ်လဲ။ဟုတ်တာဗော။အားလုံးတနေ့တာပြီးဆိုတော့အိတ်တော်မှာဗော။အဲ့တော့ then he makes his bed and goes to bed. အဲ့ရပြင်ပြီးတော့သူဘာလုပ်လဲ။ AB ရဲ့။အဲ့တော့သူတနေ့တာပြီးသွားပြီ။အဲ့တော့ J then he makes his bed and goes to ဘာလဲ bed 12 အဲ့တော့ဒါသည်ဇာတ်ရုပ်ပါလို့ပြောတာလေအောင်အောင်ရဲ့တနေ့တာအဲ့ဇာတ်ရုပ်သမီးတို့ဒါလေးကိုကြည့်ရင်အောင်အောင်ကမနဲ့မိုးလင်းမှာအိယာထရဲចောင်းသွားတယ်ဟုတ်မလားပြင်သူရဲ့တနေ့တာတော့နေ့လေကဲမှာပါလို့လဲဥမာလန်စာရာတို့ပါလို့လုပ်တယ်ညနေဘက်မှာဟုတ်လားရေလောင်းတာကိုကူညီတယ်เนาะမိုက်တွေပြစ်တယ်ပြီးရင်စားရီလုတ်တယ်ညဘက်မှာဟုတ်လားပြီးတော့ dinner တွေစားတယ်ပြီးတော့နောက်ဆုံးမှာတနေ့တာပြီးသွားတဲ့အခါမှာသူပါလို့လေအိတ်တယ်တဲ့เนาะအဲ့ဒါဒီဇာတ်တို့အောင်အောင်ရဲ့တနေ့တာလေးကိုအစင်လိုက်တိုင်းဖြစ်အောင်စီးသွားတာဖြစ်ပါတယ် နောက်တစ်ခုဘာမှတ်ထားရမလဲဆိုရင်ဆရာတို့ daily routine စီကိုပြောမယ်ဆိုလို့ရှိရင် morning afternoon evening ကိုကမနေ့မှာပါလို့လဲနေ့ကင်းမှာပါလို့လဲညနေဘက်မှာပါလို့တလေဆိုတာကိုတော့ခွဲပြီးတော့ပြောထားရမယ်เนาะအဲအဲ့လေးကိုတာရသမီတို့မှတ်ထားကြပါเนาะပြီးရင်လည်းအเจ้าမှာတငယ်ချင်းချင်းချင်းငါရောမနေ့ဘက်မှာပါလို့လဲနေ့လေဘက်မှာပါလို့လဲညနေဘက်မှာပါလို့လဲတယောက်နဲ့တယောက်ပြန်ပြီးတော့ ပြောကြည့်ကြ။ဘာလို့ဆိုတော့တရားနှစ်ယောက်ကမတူဘူးလေ။မတူတဲ့အခါမှာနော်ကိုကလည်းကိုသင်ငယ်ချင်းကိုပြန်ပြောပြပါဗော။ကိုသင်ငယ်ချင်းကလည်းကိုကိုပြန်ပြီးတော့ပြောပြမှာဗောနော်။ကြည့်ဒါဆိုလို့ရှင်ဒါရုသမီတို့ရေနော်ဒီကဆရာတို့လေ့လာတော်တဲ့သင်ခန်းစာပါလေ။ Unit 2ရဲ့ Lesson 4ဖြစ်တဲ့ Daily Routine ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်။ကြည့်ဒါဆိုရင်ဒါရုသမီတို့ရေနောက်ထပ်လာမယ့်သင်ခန်းစာတွေမှာဒါရုသမီတို့နဲ့ဆရာနဲ့ထပ်ပြီးတော့ဆုံတွေ့ပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်။